ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တောင်ကြီး YGW မြို့မမေတောင်အာဟာရဌာနအနေနဲ့ကျွန်တော်ဝက်ဆက်သွားလို့မှာဖြစ်ပါတယ်။ဒီလူမျိုးကဘယ်ရရလဲဆိုလို့ရှိရင်ကျွန်တော်တို့6လပိုင်း9လပိုင်းလောက်တော့ပေါ့နော်။ရေဘေးဖြစ်တော့ကျွန်တော်အဆမေစင်တာမှာအလူကန်ဘုန်းလေးဖြစ်လာတယ်နော်။ ာဒီကမုန်းကြီးထဲမှာကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်လည်းထည့်ရဲကျွန်တော်တိုင်လည်းထည့်ရဲထားမဲ့ဆန်သလာပြီးတော့ဆန်သရဲ့လူရလည်းအလူပဲအလူတွေထည့်ရပေါ့ဗျာအဲ့ဒီအလူတွေဖြစ်ပါတယ်ကျွန်တော်အဲ့တော့ကတော့ကျွန်တော်6ရက်အလူကံပုံထားတာပေါ့နော်9ရက်စာကတော့ကျွန်တော်တို့အင်းလေးဒီဗစ်တင်အတွက်ကျွန်တော်ပြလိုက်ပြီပေါ့နော်အဲဒီပြရက်စာအလူတွေကတော့ကျွန်တော်မင်းရမကျွန်တော်ဝိပီကိုရှင်းနေတဲ့မှာကျွန်တော်တွေ့တာကျွန်တော်လည်းမေ့နေတာပေါ့နော်အဲ့တော့တွေ့တွေ့ချင်းပဲကျွန်တော်ဒီမှာဒီဟာကို ကျွန်တော်ဒီ YGW မှာတွားလို့ကိုဆွန့်ပြလိုက်တာဖြစ်ပါတယ်။လူငွေကဘယ်လောက်လဲဆိုလို့ချင်းတော့2,500နဲ့9,000ဖြစ်ပါတယ်။ဒါကိုကျွန်တော်2,700ပြအောင်လို့ဖြတ်ပြပြောင်းပါမယ်ကျွန်တော်တောင်ကြီး YGW ပြီးပါမယ်ကြောင်းကျွန်တော်အာရဒနာနေနဲ့တွားရောက်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဘာမှတော့ကျွန်တော်ကဒီ concept အကိုဒီလက်ချောင်းဝန်းစင်းတွေဝယ်သွားမယ်ဆိုပြီးတော့မှကျွန်တော်လုပ်ထားတာပေါ့နော်။အဲသူတို့အဲ့ဒါကြီးတော့မွေတော့ဘူး။အဲ့ဒါကြီးကသူတို့အတွက်လူလားမလူလားလည်းမသိတော့ကျွန်တော်ငွေသားပဲလူလိုက်တော့ပေါ့နော်။ငွေသားလူလိုက်တဲ့ခါကျတော့သူတို့လိုအပ်တာဝယ်လို့ရတယ်ပေါ့ဗျာ။ ခုကတော့ YTW မိဘမဲ့တောင်ကိုစံကင်းနေသွားနေတာဖြစ်ပါတယ်အနောက်မြို့ပတ်လမ်းသွားရင်တော့ပုံနီးတယ်ဗျအနောက်မြို့ပတ်လမ်းကျတော့လမ်းကလည်းမကောင်းဘူးဖုံကလည်းအရန်ခိုးလို့ကျွန်တော်မိန်းလမ်းကနေပဲလာတာဖြစ်ပါတယ်တန်ကိုစီဆိုင်နာဝင်ရတာဖြစ်ပါတယ် YGW လမ်းညွန်ဆိုင်ပုတ်လည်းရှိပါတယ်ခင်ဗျာထင်းရှူတော့ဘက်ကိုသွားတဲ့လမ်းပေါ့နော်ထင်းရှူတော့မြောက်ခင်လေးမှာလမ်းလေးတစ်လမ်းရှိတယ် YGW တော့ဆိုပြီးတော့လမ်းညွန်ဆိုင်ပုတ်ကလေးလည်းရှိပါတယ်ဟိုအရှိမကျောင်းကိုမြင်နေရပါပြီခင်ဗျာ YGW ကျောင်းကိုရောက်ပါပြီတာဝန်ရှိတဲ့ဆရာတော်ဖခင်နဲ့အလူငွေအနံမှာဖြစ်ပါတယ်ခင်ဗျာ င်းလေးနေပြီလို့ပြောလာတယ်။တရစာကြံနေတာ။ကြံနေတာဆိုတော့အဲဘယ်လိုလုပ်ရမလဲစဉ်းစားလိုက်တော့စာတော်လို့ဖခင်အကြောင်းကိုတွေ့ရတယ်။ဒါစာပြီးတော့သူ့ကိုတောင်းပြီးကောင်းပါတယ်နော်။ဆရာတော်ဖျားကကွန်ပျူတာပေးဖို့အတွက်ဖောင်လေးဖြေခိုင်းပါတယ်ဖောင်ထဲမှာတော့တော်ဟဲထွေနေကူစူပေါင်းအလှလို့ပဲကျွန်တော်ဖြေလိုက်ပါတယ်ခင်ဗျာတောင်ကြီး YGW မိဘမိတောင်မှာကျွန်တော်အလှငွေတွေ ်လာပြီးတော့မှသူပြီးသွားပါပြီဆရာတော်ဖရာဒီမှာကွန်ပျူတာမှတ်တမ်းလောက်လည်းပြေးလိုက်ပါတယ်ဒါကတော့ဆရာတော်ဖရာနဲ့အမတ်တရတွေ့ရိုက်ခဲ့တဲ့တပ်ပုံလေးတွေပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေခင်ဗျာ